ကပြောဆိုတဲ့ပြောဆိုမှုကြီးကဘယ်အထိရောက်သွားလဲဆိုတော့ဥစ္စာသူ့မှသူသိပုံနဲ့မရဘူး။လုံးဝကနည်းနည်းလေးကလေးတော့စမ်းတယ်။ဒါလေးကိုအသီးမှပြုတဲ့အနေနဲ့ခံဝင်နေတဲ့ဖြစ်ဖြစ်နောက်မင်းဒီလိုစကားတွေဘယ်တော့မပြောပါဘူးဆိုပေမဲ့ခံဝင်နေတဲ့ဖြစ်တော့ပြန်တော့ပေးပါလို့။ကိုရောက်ဒီနေရာကြီးတောင်းဆိုပါလား။ဘယ်လိုဖန်းစီတာ။နိုင်ငံတော်ဆင့်ဖန်းစီတာဖြစ်တယ်။နိုင်ငံတော်ဆင့်ဖန်းစီရဲ့ဆိုတော့မေဇော်အောင်ဆန်းစုကြည်လို့နော်။နောက်ပြီးတော့သမ္မတအုပ်ဝန်းမင်းတို့ဖန်းစီလို့ဖန်းစီတာ။နော်။တက်မတော်ထောက်လဲရေးတက်မတော်ထောက်လဲရေးစားဖားနေဖန်းစီတာ။ဖန်းစီရဲ့အတွက်ကြောင့်မို့လို့ဇော်ဘုန်းကြီးကနိုင်ငံတော်ဆင့်ဖန်းစီရတော့အောင် ဘာတွေများပြဿနာရှိနေလို့လဲဆိုတော့ဟာကိုကြီးညားနေပြီကိုကြီးရဲ့အမြင်ကိုတက်တက်သုံးသက်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နိုင်ငံတော်အစ်စ်နဲ့ဖန်ဆီးချင်းခံလိုက်ရတဲ့ဇော်ဘုံဟိန်းချီနေကိုသုံးသက်တင်ပြသွားသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါအောင်ခင်ဗျာကျန်လာကူမမောင်ရဲ့ဒရင် vlog ကိုပြောရမယ်ဆိုလို့ရှိရင်ဇော်ဘုံကိုဖန်ဆီးတာနိုင်ငံတော်ဆင့်ဖန်ဆီးတာဖြစ်တယ်အဲ့ကတော့ဆက်ဖန်ဆီးရဆိုတော့မေဇော်အောင်ဆန်းစုကြည်ရောနော်နောက်ပြီးတော့သမရာကြီးဦးမင်းမင်းတို့ဖန်ဆီးလို့ဖန်ဆီးတာ နော်တက်မတော့ထောက်လန်းရေးတက်မထောက်လန်းရေးစားဖားနေဖန်စီရဖန်စီရအတွက်ကြောင့်မို့လို့ဇော်ဘုံရနိုင်ငံတော်ဆင့်ဖန်စီရလောက်အောင်ဘာဒီများပြဿနာရှိနေလို့လဲဆိုတော့ဟာကိုကြီးညာနေပြီကိုကြီးရဲ့အမြင်ကိုတက်တက်တုံးတက်ကဲကိုမောင်ရဲ့တင်ဘလောက်ပြီးသွားပြီကိုကြီးရဲ့အမြင်ကတော့ဇော်ဘုံရတက်မတော်သားရင်းနဲ့တက်မတော်အရာရှိပိုင်းတွေရဲ့ဂျားထဲမှာအကြောင်းတစ်ခုစတင်ဖန်တီးလာတယ်လို့ယူဆတဲ့အတွက်ကြောင့်တက်မတော်စားဖားနေလို့ဖန်စီချင်းသိမ့်တာဖြစ်တယ်ကွာ ဖုန်းရဲ့တုံးသက်ချက်မမှားဘူးဆိုလို့ရှိလို့ရှိရင်ဆော်ဖုန်းရဲ့စကားလုံးတွေဟိုအခုဒီနောက်ပိုင်းမှာဆော်ဖုန်းနဲ့ပတ်သက်ပြီးတော့တက်လာတဲ့ကိုကြီးမမြင်ဘူးမကြားဘူးတဲ့ဒီစကားလုံးတွေပေါ့နော်ကိုကြီးနားထောင်ကြည့်တဲ့ခါကျတော့ဆော်ဖုန်းကတက်မလို့သာအောက်ချီအရန်ချစ်တယ်သူဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ဘက်ကိုအရန်ကြီးပေါ့နော်အားပေးတယ်နော်ဖြူတယ်တန်းတယ်နော်သူ့ရဲ့အလုပ်ရက်တွေကပေါ့နော်အောက်ချီစစ်သားတွေအတွက်နော်များစွာသောထောက်ပံ့မှုတွေကိုသူလုပ်ခဲ့တယ်ဒါမဲ့အထက်ပိုင်းကိုကြတော့စောက်သုံးမကြတယ်စောက်သုံးမကြသလိုသူဆဲတယ်နော်သူဆဲတာကြီးမှားတယ်လို့မှန်တယ်လို့ကိုကြီးမဆိုးလို့ဘူးနော်မဆိုးလို့ဘူး ဆိုလိုချင်တာကြောင့်ကြာလာလို့ရှိရင်အောက်တက်မလို့သားတွေကနေပြီးအထက်ရအကြီးပိုင်းနေစိတ်ဝမ်းကွဲလာစရာတော့ရှိတယ်ကွာသူရတချို့သောစကလုံးအုံနှုံနေတာတိတ်များလာတဲ့ခါကြလို့ရှိရင်ဒါဟုတ်တစ်ဖက်ကသဘောမင်းနဲ့ပြဿနာတက်တဲ့သူတွေကနေပြီးတော့ဖန်တီထိန်းသိမ်းနေဥမာအောင်မင်းဥမာမင်းတို့ဘာလို့ပေါ့နော်ပြောနေကြတယ်ကိုကြီးကတော့မထင်ဘူးကွာဘာကြောင့်မထင်ဘူးလဲဆိုတော့ဒီလိုမျိုးဆဲတာလောက်နေတော့တော့ကလေးကလားဆန်ဆန်ဖန်စီမယ်လို့မထင်ဘူးတက်မလို့ဆိုရယူဆဲနေတာသဘောမင်းကဆဲနေတာမဟုတ်တော့တခြားတနိုင်ကလုံးနေညဆဲနေတာနော်ဒီမိပိတ်တွေဆိုအာရေလဲမုံမောင်ဆဲတာကိုကြီးတော့လွယ် ပြီလားအဲ့တော့ဒီချက်ကြောင့်မလို့ဖန်တီချင်းသေးရလို့ကိုကယူဆရပြတ်ကြောင့်မလို့နောက်ဆက်ကအစိုးရအီးနေနေလေဇော်ပွင့်ကိုဒီတစ်ခါတော့တက်ညာဝင်ပေးပါလို့ကိုတောင်းဆိုပါတယ်ဘာကြောင့်လဲဆိုတော့လူဆိုတာပြည့်နေတော့မကင်းဘူးဗျသူရပြောဆိုတဲ့ပြောဆိုမှုကြီးကဘယ်အထိရောက်သွားလဲဆိုတော့သူကသူသိပုံလည်းမရဘူးဇော်ပွင့်ကနည်းနည်းလေးကလေးတော့စမ်းတယ်ဒါလေးကိုအတိမပြူတဲ့အနေနဲ့ခံဝင်နေတဲ့ဖြစ်ဖြစ်နောက်မင်းဒီလိုဆိုစကားတွေဘယ်တော့မပြောပါဘူးဆိုပေမဲ့ခံဝင်နေတဲ့ဖြစ်တော့ပြန်တော့ပေးပါလို့ကိုရောက်ဒီနေရာကြီးတောင်းဆိုပါတယ်လူမျိုးစုဆိုတာရှိလို့ရှိလို့ရှင် တိုင်းပြည်ဆိုတာဖြစ်လာတာပဲ။တစ်ဖက်လူမျိုးတစ်ဖက်လူမျိုးနဲ့တစ်ဖက်လူမျိုးချစ်ကြည်ပြီးတော့နှစ်ဦးပေါင်းစည်းလို့ရှိလို့ရှင်ပြည်တော်စုဆိုတာဖြစ်လာတာပဲ။အဲ့တော့ပြည်တော်စုတွေတိုင်းပြည်တွေရှိလာတဲ့ခါကျလို့ရှင် sovereignty ဆိုတဲ့အချုပ်ချာအာဏာရှိလာတယ်။ sovereignty ရဲ့အချုပ်ချာအာဏာကိုဘယ်သူကစောင့်ရှောက်လဲဆိုလို့ရှင်အဲ့ဒီလူမျိုးစုရဲ့တော့လူမျိုးစုခေါင်းဆောင်ရဲ့စစ်တပ်ကနေပြီးတော့ဥဆောင်ပြီးတော့ကာကွယ်စောင့်ရှောက်တဲ့ဒီအချုပ်ချာအာဏာကို။ဟုတ်ပြီလား။အဲ့တော့ မင်းတို့ပြိုလဲပါဈေးချင်ပါလေဆိုပြတက်မလို့ကြီးဆိုတော့မရှိမဖြစ်ငါတို့အတွက်လိုအပ်တယ်ငါတို့လူမျိုးအတွက်လိုအပ်တယ်ဒီလူမျိုးစုကိုစားပြုတ်တက်မလို့ကွာဟုတ်ပြီလားတော့ဒီတက်မလို့ဆိုတော့မရှိလို့ရှိလို့ရှိလို့ရှိရင်မင်းတပေါ်ကနေပြီးတော့မျိုးကိုတက်ပြီးတော့မင်းတို့ညီမတွေကိုမင်းတို့ရှိတယ်ပုံရင်းကိုပါလို့ပေါ့ဘောပေါ့လားနော်အခုလက်နဲ့ကြိုက်ထားခြင်းအတူတူတနက်ကြိုက်ထားတဲ့လမ်းမှာသွားနေစစ်သားလမ်းမှာသွားနေခြင်းကမင်းကိုဥပေနဲ့ညီညွတ်နေလို့ရှိလို့ရှိရင်ဘာမင်းတို့လုံးလို့ရတယ်တော်တက်ပြီးစဉ်းစားရမယ်။ဟောကိုစောဘုန်းကြီးကိစ္စတွေကိုကြီးပြောကြတယ်။ကိုစောဘုန်းကြီးကိစ္စကိုစောဘုန်းကြီးပြောတဲ့စကားတွေကမှားတယ်လို့ကိုကြီးမဆိုလို့နော်။ကိုစောဘုန်းကြီးကအမှန်တရားအမှန်ကိုပြောတာ။ဒါပေမဲ့ နော်ကိုကြီးကဘာနဲ့ဥပမာပေးပြရမလဲဆိုလို့ရှိရင်ကိုကြီးကတိုင်းပြည်ကြီးကိုစိတ်ယုံကြည်ခုနေသဘောထားကြတယ်ကိုကြီးကပြည်သူဖြစ်တဲ့ကြောင့်ကိုကြီးက consumer စားသုံးသူတွေပေါ့တက်မလို့ရစိတ်ယုံကြီးနော်အဲ့တက်မလို့ကြီးကထွက်လာတဲ့ဒီကုန်ထုတ်လုံးမှုရဲ့ဒီကုန်ထုတ်တွေကိုပဲကိုကြီးကကောင်းမကောင်း quality ပြီမမီကိုကြီးကကြည့်ကြည့်ပြီးဆုံးဖြတ်ရမှာနော်ရလက်ကိုပဲကိုကြီးကဆုံးဖြတ်ရမှာဒီဒီစိတ်ယုံမှာရှိတဲ့ super fighter နဲ့ operation နဲ့ပြဿနာတက်တာလို့နော်အဲအောက်ကနေအလုံးသမားတွေနဲ့ပြည့်ရမလားဒီ super fighter နဲ့မတင်မလဲဖြစ်နေတာလို့နော်စိတ်ယုံမှုကနေပြီးတော့စောက်သုံးမကြဘူးဘာလို့သွားပြီးဆင်းရဲလို့မရဘူးအဲ့တော့လဲဆိုတာသူတို့အပိုင်း တော့တက်တော်ကြီးလေဒီလိုပဲအောက်ချိန်နဲ့အပေါ်နဲ့သူ့အောင်အစစ်ပြေတာမပြေတာကိုရုံးနဲ့မဆိုင်ဘူးဟုတ်ပြီလားသဘောကြီးမှားသွားတာအဲ့ချက်သူကမှားသွားတာအခုမှအောက်ချိန်နဲ့အပေါ်နဲ့ကပေါ်ပြက်လာပြက်နေတာမဟုတ်ဘူးအချိန်နဲ့ပြက်လာပြက်နေတာဒါပေမဲ့ကျွန်တော်တို့ထုတ်ပြန်ကြရင်များသွားတော့ကျွန်တော်တို့ပြသွားရင်များတော့တူတာအဲ့တော့ကိုလိုကကိုလိုဒီကတုံးတက်မှာကိုလိုကရန်နက်ကိုပဲကိုယ်ကတုံးတက်အဓိကတက်မှာရေးချောင်းလို့တပေါင်းရဝိုက်တိုက်နေရန်နက်ကတောင်းကျန်းသူတွေငါတို့ကိုထိနိုင်လားငါတို့ကိုအခုတည်းအကောက်တောင်ထိနေပြီလား နော်အဲရွာတွေကိုမီးရှို့တာလည်းမပြောနဲ့ရွာတွေမီးရှို့တယ်ဆိုတဘုံရွာသူတို့ချစ်လို့ကျတက်လို့ရတယ်မီးရှို့မှာပဲအမြင့်တက်ရှင်းရမှာပဲဘာကြောင့်လဲဆိုဒါတဘုံရွာလीဟုတ်တယ်လားနော်ဘူးပြောနေတာအဲ့ဒါအဲ့တော့ဇဘုံလည်းကန်ကောင်းပါစီနော်သူကအမှန်တရားပြောရဲဆိုပေမဲ့တော့ဘယ်သူမှမဖြစ်ကွာကိုရင်းစာကြည့်တယ်အမြင့်တော့လုံးတင်မမအားတဲ့ဂျာနေအိမ်ပြန်လာကြမေးသားသမီးကနေမင်းတို့အာမင်းပြဿနာစောင့်ဆောင်ကြမစလို့ဒီမျိုးကြဒီဘုံရွာကိုကိုစားစလာအခုနော်ပေါ်ရင်း စားတဲ့ဘုတ်ဒီကစားလို့သမိုင်းရပြမှုအချင်းချင်းမတက်မခံနိုင်ဘူးငါနဲ့ငါကာကြီးတစ်ခုလည်းပဲတက်ခံသေးတယ်အခြားပြမှုတက်ရအောင်ရှောက်ပြောတော့ဒီယူပါတော့မယုံနဲ့နော်မတက်ခံသေးဘူးဒါအကူကြီးကပြောချင်လို့လာတာဟုတ်ပြီလားဘာမရနိုင်ရှင်ကျမအဘကိုတောင်းဆိုစရာရှိပါတယ်ကျမတို့စစ်သားတွေကျမရေးတွေကမကအသက်ကြီးတဲ့လူတွေလည်းရှိသလိုကျမရေးမကောင်းမဲနဲ့အသက်ကြီးနေတဲ့လူတွေလည်းရှိပါတယ်အဘရှင်ဖက်ချင်တဲ့လူလေးတွေကိုဖက်ခွင့်ပေးပေးပါလို့ကျမမြေတားရက်ခံပါတယ်ရှင် ကျမမျိုးသားဆိုလဲဆဲစင်ကျမကြီးမကောင်းပါဘူးရှင်အဲကြောင့်ကျမတို့လည်းထွက်ခြင်းပါလေရှင်ကျန်တဲ့လူတွေဆိုရင်လဲအတက်တရာကြီးခေါင်းလေးတွေရမ်း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 ခါးလေးတွေကိုင်း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 နဲ့တွားနေကြတဲ့လူတွေရှိပါတယ်ဘာရှင်မသေးခင်မကွယ်ခင်မပြောက်ခင်လေးကိုမိသားစုလေးတွေနဲ့အရက်လောကလေးမှာပျော်ရွှင်စွာနေထိုင်လုပ်ကိုင်စားခြင်းပါလေရှင် ဲ့ဒါလေးကိုနားလဲခွင့်ပြုပေးစေချင်ပါတယ်ရှင်။ဒီမှာတောင်းဆိုတယ်ဆိုတာကို နိုင်ငံတော်မချစ်လို့မဟုတ်ပါဘူး။ကိုတက်မတော်ကြီးကိုချစ်ပါတယ်လေးစားမြတ်လို့ပါတယ်ရှင်။ဒီမှာတောင်းဆိုတာဟာမသေးခင်လေးမှာအရက်လောကလေးမှာကိုမိသားစုလေးတွေပျော့ပျော့ရွှင်ရွှင်လွတ်လွတ်လပ်လပ်ကိုအိုးကိုအိမ်လေးနဲ့နေကျင်ကြတဲ့လူတွေအများကြီးရှိတဲ့အတွက်ကြောင့်ကျမကို၌ပါအဲ့ဒီလိုနေကျင်လို့ တောင်းဆိုခြင်းဖြစ်ပါလေအဖရှင်အဲ့ဒီအတွက်ကြောင့်အတက်ကကြီးတချို့ကကြတော့ကျမ်းမာရေးကြောင့်ပေါ့အဖရေကျမ်းမာရေးကြောင့်ပိန်ချုံနေတိတ်မသွားနိုင်တော့ဘူးတိတ်မလာနိုင်တော့ဘူးအဲ့လိုလူတွေရှိပါလေရှင်အဲ့ဒီအတွက်ကြောင့်ဒီအတက်ကြီးနေတဲ့စစ်တီတွေကျမ်းမာရေးမကောင်းတဲ့စစ်တီတွေဘက်ကိုတစ်ချက်လောက်လှည့်ကြည့်ပေးပါလို့ဘာကိုကျမမေတ္တာရက်ခံတာပါရှင် ကမရှာရှည်တာအာထောင်တယ်လို့မထင်မဲနဲ့သူတို့ရဲ့ယင်ထဲကခံစားချက်ကလေးတွေတောင်းဆိုတာပါလားဆိုပြီးနားလဲပေးပါလို့ကျမမေတ္တာရက်ခံတောင်းဆိုပါတယ်အဖရာအဲ့လိုအကူအညီပေးမယ်ဆိုလို့ရှိရင်အသက်ကြီးနေတဲ့လူတွေရဲ့ကျန်းမာရေးမကောင်းတဲ့ယောဂါတွေရဲ့အင်္ဂါမစုံတော့တဲ့စစ်တီတွေရဲ့တိုင်းနဲ့အလွန်ပျော်မွေ့နေကြမှာပါဗျာရှင် အဖကလည်းကျေးဇူးတင်လို့မဆုံးနိုင်ပါဘူးအဖရှင်အဲ့ဒီအတွက်ကြောင့်ဒီအသက်ကြီးတဲ့လူတွေယောဂတွေအင်္ဂါမဆုံးတော့တဲ့လူတွေကိုအပြင်မှာလောက်ကင်စားခွင့်လေးပြုပေးပါမိသားစုလေးတွေမတည်ခင်မကွယ်ခင်မပြောက်ခင်လေးမှာပျော်ရွှင်စွာနဲ့တစ်နှစ်ဖြစ်ဖြစ်နှစ်နှစ်ဖြစ်ဖြစ်ညီလိုက်ရပြီဆိုရင်တော့ဒီမိသားစုလေးတွေရမ်းပျော်မှာပါပါရှင်အဲ့ဒီအတွက်ကြောင့်အဖမင်းအောင်နိုင် ဒီမှာမြစ်တာရက်ခံတာပါဒီမှာရှာရှည်တာမဟုတ်ပါဘူးအဲ့ဒါလေးတစ်ချက်လောက်ကုညီပေးပါလို့ဒီမှာတောင်းဆိုမြစ်တာရက်ခံပါတယ်ဒီမှာပြောဆိုသည့်စကားသည်မှားတယ်ဆိုရင်လည်းခွင့်လို့တီးခံနားလည်ပေးပါလို့စစ်ကောင်စီကနန်စီဒီအန်ဝန်ထမ်းများကိုနိုင်ငံခြားပညာသင်စေလို့မှုတင်းကျပ်ကန့်တတ်အမိန့်ထုတ်လိုက်ပြီး မြန်မာနိုင်ငံတွင်တင်ကြားနိုင်သောဘာသာရပ်များအတွက်ပြည်ပသို့မလွတ်ရန်ညွှန်ကြားအကြံဖက်စစ်ကောင်စီကနန်းစီဒီအန်ဝန်ထမ်းများကိုနိုင်ငံသားတို့ပညာသင်စေလိုမှုများအားတင်းကျပ်ကန့်သက်ရန်အမိန့်ထုတ်လိုက်ပြီးမြန်မာနိုင်ငံတွင်တင်ကြားနိုင်သောဘာသာရပ်များအတွက်ပြည်ပသို့တွားရောက်မှုများစစ်ဆေးရန်ညွှန်ကြားလာကြောင်းဝန်ထမ်းအတိုင်းအတူညှိုင်းနှင့်စစ်ကောင်စီ၏ထုတ်ပြန်လာသောအမိန့်အရသိရှိရသည် အကျန်းဖက်စစ်ကောင်စီက2025ခုနှစ်မတ်လ26ရက်နေ့တွင်နိုင်ငံသားပညာတော်တင်စီစီရွေးချယ်စီလို့ရေးကော်မတီ၏လုပ်ငန်းတာဝန်လုပ်ပိုင်ခွင့်များပြင်ဆင်ထုတ်ပြန်ခြင်းအမိန့်တစ်ခုကိုထုတ်ပြန်ခဲ့ပြီးရင်းအမိန့်တွင်နန်းစီတီအဝန်ထမ်းများကိုကြီးပါသောစေလွှတ်မှုများနှင့်ပတ်သက်ပြီးတင်းတင်းကြပ်ကြပ်ကန့်သက်လာခြင်းဖြစ်သည်စစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနများနှင့် အဖွဲ့အစည်းတီတီတွင် နန်စီဒီအန်ဝန်ထမ်းများကိုတိုက်ရိုက်ပြီးပါသို့ပညာတော်တင်စီလွတ်ခွင့်မရှိဘဲနိုင်ငံခြားပညာတော်တင်စီစီရွေးချယ်စီလွတ်ရေးကော်မတီကခွဲဝေပေးသည့်ပညာတင်စုများဖြင့်သာနိုင်ငံခြားပညာတင်စီလွတ်ရမည်ဖြစ်ကြောင်းသိရှိရသည် နက်စီဒီအန်ဝန်ထမ်းများကိုပြည်ပသူပညာတော်စီလွှတ်ရာတွင်စစ်ကောင်စီကဇယိတ်ကြခံစီလွှတ်ရမည်ဆိုပါကဗဏ္ဍာရေးဝန်ကြီးဌာန၏အတုံးစည်းစည်းချက်ရရှိပြီးမှသာကော်မတီကပညာတင်စီလွှတ်ရမည်ဖြစ်ကြောင်းပညာတင်စီလွှတ်ရာတွင်စီလွှတ်မည်နက်စီဒီအန်ဝန်ထမ်းများသည်ဝန်ကြီးဌာနကချမှတ်ထားသောစီကတ်မူဝါဒလမ်းညွှန်ချက်များနှင့်ကိုက်ညီသူဖြစ်ရမည်ဖြစ်ပြီးကိုက်ညီမှုရှိမရှိကိုလည်းစစ်ဆေးရမည်ဖြစ်ကြောင်းထို့ပြင်ပညာတင်စီလွှတ်မှုများကိုလည်းလစဉ်တစ်လတစ်ကြိမ်စစ်ကောင်စီထံသို့ အစီရင်ခံတင်ပြရမည်ဖြစ်ကြောင်းသိရှိရသည်စစ်ကောင်စီလက်အောက်ခံစစ်တပ်မှစစ်မှုထမ်းများကိုပြည်ပသို့ဆေးလွတ်မည်ဆိုပါကကာကွယ်ရေးဝန်ကြီးဌာန၏သဘောတူညီချက်ရရှိမှသာပြည်ပသို့ဆေးလွတ်ရေးကိစ္စကိုဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်းတင်းကျပ်ထားသည်အထူးသဖြင့်ပညာတော်တင်စေလို့ရရင်နိုင်ငံခြားတိုင်းပြည်များကရွေးချယ်စီစီရွေးချယ်အဆိုပြုလာသည့်ပုဂ္ဂိုလ်ကိုဆေးလွတ်ရန်အဆိုပြုလာခြင်းကိုခွင့်မပြုရန်စီစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း နန်စီဒီအန်ဝန်ထမ်းများအနေဖြင့်ဝင်ကြီးဌာန၏ကြိုတင်ခွင့်ပြုချက်မရှိဘဲပညာသင်ဆုလျှောက်ထား권မရှိကြောင်းသိရှိရသည်မြန်မာနိုင်ငံရှိပညာရေးဌာနများကတင်ကြားပေးနိုင်သောဘာသာရပ်များအတွက်သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့်ဝင်ကြီးဌာနများကအထူးလိုအပ်သောထောက်ခံချက်ပါရှိသည့်မဟာပွဲတင်နန်းတက်ရောက်ခွင့်များကိုစီစစ်ခွင့်ပြုရန်စစ်ကောင်စီကညွှန်ကြားလာကြောင်းသိရှိရသည် ဒီနိုင်ငံမှာတင်လို့ရတဲ့ဘာသာရဲဆိုရင်ဝင်ကြီးဌာနကအထူးလိုအပ်ကြောင်းထောက်ခံချက်မတင်ပြနိုင်ရင်ပြည်ပကိုဆေလွတ်ပညာသင်ခွင့်မပေးတော့ဘူးအဲ့ဒီစီးမင်းကြောင့်ပညာသင်စုတော်တော်များများကန့်သက်ခံနေရတယ်ဒီမှာကတင်လို့ရတယ်ဆိုတာကခေါင်းစဉ်ပဲရှိတာထက်ထဲဝင်ဝင်ကြတော့အဲ့ဒီလောက်ကြီးမလုံနိုင်တဲ့ဘာသာရဲတွေများပါတယ်ဟုနေပြည်တော်ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့မှအရာရှိတအူးကတုံ့တက်ပြောဆိုသည် ပြပတွင်ပညာသင်ရောက်ရှိနေသောနန်းစီဒီအဝန်နှမ်းများအနေဖြင့်မဟာဘွဲ့နှင့်ပါရဂူဘွဲ့များအတွက်ပညာသင်ကာလတိုးမြင့်လိုပါကတစ်ချိန်လျင်အများဆုံး6လဖြင့်စုစုပေါင်းအများဆုံးတစ်နှစ်သာတိုးမြင့်ခွင့်ပေးရမည်ဟုစစ်ကောင်စီကအမိန့်ကန့်သက်ချက်ထုတ်ပြန်သည်။နားလေခင်ဗျားတို့ NLD NUG CRBH အပေါ်ရောသူတို့ထောက်ခံတဲ့လူတွေရောမေ့ချင်တာပဲ။ ီမိုကရေစီပါတီမိုကရေစီလေဒီဒီယိုမိုကရေစီလားဒီမိုကရေစီဆိုတာဘာလဲတရားရင်လေးလာကြအောင်နော်ဘာမှမဟုတ်တဲ့ဝန်ထမ်းတွေတောင်းဆန်ပါတယ်မလိုက်တတ်အောင်မင်းတို့အဲ့ဒါကိုခုံနေလားဟမ်တောင်းဆန်ပါတယ်ဘာဖြစ်လဲသူတို့စာသင်ပေးနေတာခလေးတွေစာသင်ပေးနေတာဟမ်တောင်းမှာ ဖြစ်တယ်။ဆန်းဆံမပေါ်ပြင်မဲ့ကလေးတွေကိုမင်းတို့ကတားဆီးတယ်။မင်းတို့မျိုးပေါ်ပြန်မလာနေတော့နော်ဘယ်တော့မှမင်းတို့လုံရက်ကိုမင်းတို့ကြည့်ကျမတို့တတ်တယ်။ကျမတို့ကိုတတ်ရုံနဲ့မင်းတို့ပြောတဲ့စစ်အာဏာရှင်ကြီးကထုံနေမှာလား။စစ်အာဏာရှင်ရဲ့ပညာရေးကိုကြွားအောင် ီပညာရေးဟာဒေါန်စန်းစုကြည် NLD လက်ထက်မှာချထားပြီးခဲ့တဲ့အညာကြီးနော်ဟမ်ရှောက်ပြီးတော့စောက်ပြီးစောက်ပြီးပြောနေတယ် CDN ဝင်နေ CDN လောက်ရင်အရေးကြီးမယ် CDN ဆိုတော့ CDN လောက်လို့ဖာဖြစ်နေတဲ့မိန်းမကြီးအများကြီးဟမ်ယူရီယာတယ်လီဗီမှာဆက်မှာလောက်နေရတယ်တောက်ဆရာပါလေဝန်ထမ်းတွေအများကြီး အဲ့ဒါကိုမင်းတို့အုံနောက်ကလေးတော့နည်းနည်းစဉ်းစားအောင်အလကားတက်တက်အသက်တွေကိုလိုက်တက်နေအောင်ကြောက်စရာမပေါ့မြေယူကိုင်းတာတမက်ကိုင်းတဲ့လက်တွေမဟုတ်ဘူးပညာရေးဝန်ထမ်းဆိုတာမင်းတို့ကလေးတွေဘဝတစ်ခုပြောင်းမင်းတို့မိသားစုတွေဘဝတစ်ခုပြောင်းမင်းတို့မိတော်မိပတ်မြောက်ပြီးခဲ့ငါတို့နာနာ၅ပါးတည်းမှာပါတယ်ဆရာမကြီးအဲ့ဒါတွေကိုမင်းတို့လုံနေတယ်ဆိုတော့မင်းတို့ကောင်တွေကျင်းနေတယ်ဒီဘဝမှာလေလူတော်လူတော်တဲ့ လူရောသူရောတွေတိုးလို့ရအောင်ပေါ့နော်မြို့ပေါ်တက်ပြီးတော့လဲမင်းတို့သားသမီးတွေအတွက်ကောမင်းတို့ဒီဘဝမှာဝင်လဲမှာချင်းနေပေါ့ခေါင်းလေးနည်းနည်းတုံးကြအောင်ဒလပိန်းလုံးနေရဲ့ဆောက်ဟိုမှာပြည်ပြည်ဟိုកောင်းပြီးပြောက်ပြီးတိုင်းဆောက်ပြီးတော့ဟိုកောင်းထဲဒေါ်လာသားနိုင်ငံရေးကိုလှုပ်ရှားနေတဲ့កောင်းလေးကနားလေလားနော်ငါအဲ့လောက်ပဲပြောမယ်နော်မင်းတို့កောင်းလေးနော်နော် အခုခုနလိုပေါ့ဂျူလာ73ရက်နေ့မှာ NUGCRPH ကထုတ်ပြန်လာတဲ့စာတစောင်းရှိတယ်ပေါ့နော်အဲ့ဒီစာထဲမှာဘာတွေပါလဲဆိုတော့ပေါ့နော်အခုလက်ရှိကျွန်တော်နိုင်ငံရဲ့အခွင့်အရေးတွေပေါ့နော်အဲ့ထဲမှာ CDM လောက်ကြတဲ့နိုင်ငံဝန်ထမ်းတွေကိုတို့အတိမပြုတယ်ပေါ့နော်တို့ချင်းမြောက်မယ်ဆိုပြီးမှပြောတယ်ပေါ့နော်ပြောထားတာတွေ့နောက်ပြီးမှနန် CDM ကိုတော့ခုနလိုပေါ့နော်ဒါလက်ရှိနိုင်ငံတော် အဲတမတော်ဖိမပါတဲ့အတွက်သူတို့ကတော့ချစ်တရတော့အေးယူမယ်ဆိုတဲ့အချက်တွေပါတယ်နော်ဟုတ်ပြီလားမချက်နော်နောက်ပြီးမှအခုလက်ရှိနာစီဒီယန်ကြီးရှိနေတဲ့နာစီဒီယန်ကြီးကသူတို့တော်လာရေးပြောရမှာပေါ့ကွာအဲ့တည်းမှာတတိပူတာတို့သူတို့အတွက်ကူညီပေးတာတို့ရှိရတော့အပြစ်ပေးတာတွေကီလူခွေပေးမယ်ဆိုပြီးမှထုတ်ပြန်လာတာတွေ့တယ်ဒီသုံးချက်တွေ့တယ်ဟုတ်ပြီလားနော်အဲ့ဒါကျွန်တော်ပြောပြချင်တာကပေါ့နော်ဟုတ်ပါတယ်နော် အခုကျွန်တော်တို့ဒီနိုင်ငံရဲ့ခေတ်ကြီးတွေမှာဟုတ်လားအကြောင်းမျိုးမျိုးကြောင့်ခုနလိုပေါ့နော် คุณน่ะหลูบ่วาทนาปาลุเว้ผิ่ๆหั่นล่ะคุณน่ะหลูบ่เอ่อเป็ดลูดิกูคุณน่ะหลูบ่ยงจีลุเว้ผิ่ๆ CDM หลุดตัวได้วนนั้นนี่ชื่อเนาะ CDM หลุดตัวได้วนนั้นนี่ชื่อနော်စင်ရဝနာတွေကိုတို့က NGO ဝကြီးတွေ CRPH ကဟာလာလာစာတွေပေးမယ်ထောက်ပံ့ကြည့်ပြီးပြန်မိသားစုလဲဘာမှမပူရအောင်ဆိုတော့ပြက်လို့ပြီးပေးခဲ့တာနော် ဟုတ်လားအဲ့လိုလုတ်ခဲ့ရပြီးမှစီဒီအမ်လုတ်သွားတဲ့လူတွေရှိတယ်အခုစီဒီအမ်လုတ်သွားတဲ့ဝန်ဝန်သားလေးတွေကခုနှစ်ရှစ်ချင်းထဲမှာဘာတွေဖြစ်နေလဲဆိုတော့တိုက်တာလင်းနေကံမှာရောက်နေတဲ့စီဒီအမ်လုတ်သွားတဲ့အမျိုးသမီးတွေကတိုက်တာလင်းနေကံတွေလည်းမင်းငယ်တွေဖြစ်နေတယ်မင်းငယ်တွေဖြစ်နေကြတယ်ဗောနော်ခိုင်းနိုင်ငံမှာရောက်သွားတဲ့အမျိုးသမီးတွေကလည်းအမေပေးတဲ့လေတကွေးနဲ့ဟုတ်လားလှုပ်ရှားနေရတဲ့နေခါရောက်သွားတယ်စီဒီအမ်လုတ်သွားတဲ့ဝန်သားယောက်ျားတွေကဟုတ်လား ်ဟာလာခုနလောကရေတပ်ဘူးခုကောက်တာ၄ဟာလာပညာလုံငါးတွေလောက်တာ၄ဘီယာဘူးခုတွေကောက်တာ၄အနေထားနဲ့ဖြစ်သွားတယ်နော်သူတို့ဘဝကိုပြတ်သွားတာတော်တော်လေးကိုဒုက္ခရောက်သွားတာနော်ဟာခင်ဗျားတို့လည်းသိပြီးသားပဲနော်ပြောတော့ခင်ဗျားတို့ကလဆာပေးမယ်ဘာဒီထောက်ပတ်ခြင်းပဲသူတို့ကတော့မျိုးလေးချင်းနဲ့လောက်သွားကြတယ်ဘာထောက်ပတ်ခြင်းတရားတော်မရစီတယ်လောက်သွားဝင်လာတယ်ခုတောက်ဒုက္ခရောက်နေတာဟာလာတိမပြောချင်ဘူးနော်ဟာလား တိမပြောချင်ဘူးလို့ပြောချင်တယ်နော် NUG ဝကြီးတွေဘာညာကွေးကွာလေးတွေပေါ့နော်ဟုတ်လားအခုနန်းစီတရားကိုလည်းသူတို့ကတော့လက်ရှိနိုင်ငံတော်ပုံကံမှုတော့ကတတ်မတော်ဖိမပါတွေ့တယ်သူတို့ကတော့တတိယဝရေးယူမယ်ဆိုဟုတ်လားဟုတ်လားစကားတွေပြီးမှစာတွေထုတ်ပြန်မနေနဲ့လို့မြန်မာပြည်ပြန်လာပြီးမှအရေးယူလာရဲ့လို့လက်ရှိနိုင်ငံဝန်ထမ်းတွေမြန်မာပြည်မှာ CDM မလုပ်တဲ့ဝန်ထမ်းတွေတန်းကနားရှိတယ်လို့နော်ဟုတ်လားနိုင်ငံဝန်ထမ်းဆိုတာနိုင်ငံတော်ရဲ့ကျေးဇူးတရားကိုစောင့်တည်ယူတရရတယ်ဗျနော်ဟုတ်ပြီလားပြောပြမယ်နော်ဘယ်ရဆူရတက်တက် တက်လာတဲ့အစိုးရရဲ့ policy အတိုင်းကျွန်တော်တို့ကလိုက်နာဆောင်ရွက်ရတာဖြစ်တယ်နော်နိုင်ငံကိုထမ်းဆိုပါတီနိုင်ငံရဲ့ကိရှင်းရတယ်နော်တခါတည်းဥပဒေမှာပြတ်ထားပြီလားဟုတ်ပြီလားနော်အခု CDM မလုတ်တဲ့ဝန်ထမ်းတဲ့ NaN CDM တွေဆိုတာလေဟုတ်လားဥလုံးရှိလို့ CDM မလုတ်တာဥလုံးမရှိတယ်လို့က CDM လုတ်ပြီးဒုက္ခရောက်နေကြတာဒါဒေပြောပြတာဒေပြောပြတာဟုတ်ပြီလားနော်အခုကျွန်တော်တို့ NaN CDM ကြီးကတော့ခုနလိုပေါ့နော်ဘာပဲဖြစ်ဖြစ်ကိုယ့်အလုပ်ကိုလုပ်နေတာဟုတ်လား ခင်ဗျားတို့ NUG ပဲမကလို့ဘာကောင်ကမလို့ခင်ဗျားနိုင်ငံတော်တာဝန်ယူပြီဆိုရင်စီနိုင်ငံကိုထားတော့ရှိနေမယ်ဆိုတာခင်ဗျားအနောက်ထဲမှာမှတ်ထားတာအခုကခင်ဗျားတို့ NUG ဝကြီးဒီဘာရင်းညာရလားနာစီဒီယာကိုပြက်နာရှာနေနာစီဒီယာကိုလိုက်တက်ဖြတ်နေတယ်နာစီဒီယာမိသားစုတွေကိုလိုက်ပြက်နာရှာနေတယ်ဟုတ်လားခင်ဗျားတို့ကဘာနိုင်ငံရေးပါလို့ကျွန်တော်နားမလည်ဘူးနော်အမြိုင်းမပြောချင်ဘူးနော်ဟုတ်လားအဲ့ဒါပဲပြောချင်ပါတယ်ကျုပ်တင်ပါမယ်อืมဘာလဲဆိုတော့တချို့လူတော်တော်များများငါ့ကို အဲအကောက်ကနေပြန်လာလာပြောရပေါ့နော်အကောက်ကဒီငါအကောက်ချက်ပေါက်ထိုင်နေမှာလာပြောရပေါ့အကိုတဲ့ကြံရဲဝင်လိုက်ပါလားတဲ့အဲကြံရီဆိုတော့ကွာငါပြောမယ်ဆိုရင်ပြောပြမယ်ကွာကြံရီဆိုတဲ့မျိုးကဒါတော့ဝါပေါ့နော်ယင်းအကောက်တုံးကလည်းငါပြောခဲ့တယ်ပေါ့ကြံရီဆိုတော့အဲသူ့ပြင်းနေကောင်းစားရေးတွေပေါ့အဲ့ဒါမျိုးလှုပ်တာပေါ့အဲဒီမြန်မာတက်မတော်ဆိုတော့ကွာမြန်မာတနိုင်ငံလုံးကောင်းစားရေးတွေလှုပ်တယ်အဲ့ဒါကြောင့်မို့အဲငါမြန်မာတက်မတော်ထဲမှာနေတာပေါ့ဟုတ်ဘူးလား ဘာဖြစ်လို့လဲဆိုတော့ငါကင်ရဲလဲမှာ6နှစ်နေခဲ့တယ်ကွာဟုတ်ပြီတခြားကောင်တွေပြအောင်လို့ကွာငါတခြားကောင်တွေလည်းပြောပြရအောင်နော်ဘာဖြစ်လို့ဆိုတော့ငါဒါမှုတီတင်တိုင်းတင်တိုင်းကွာအဲကောင်းစားမီဒီယာတွေကဖြတ်ချတယ်ဟုတ်တယ်မလားကောင်းတဲ့မီဒီယာတွေဖျက်ချတယ်တက်တော့လည်းဖျက်ချတယ်ကွာအဲဆောက်မီဒီယာတွေမယုံဘူးကွာဟုတ်ပြီမလားအဲဘဲမီဒီယာမီဒီယာပဲဖြစ်ဖြစ်ကွာဟုတ်ပြီလားမယုံဘူးအဲ့ဒါကြောင့်မို့ကွာပြီးတော့ငါတခုပြောမယ်ကွာအင်္ဂါကိုဆဲရအောင်ဆဲရရင်ဆဲကျက်တော့ဆဲအင်္ဂါမန်းရှင်းခေါ်ပြီးမှငါဆဲတဲ့ခါကျမှမဲကောင်းရင်နော်အဲ့လိုမျိုးမဖြတ်နဲ့ကွာဟုတ်ပြီလားနော်မဖြတ်ချနဲ့ အဲနောက်ပြန်မှရဘုံမထုနဲ့ပေါ့ကွာအကောက်ကိုနေယောက်ျားဆိုလို့ရှိရင်တော့ရဘုံမထုနဲ့အဲမှာပြောရှင်တယ်ဟုတ်ပြားတချို့လူတော်တော်များများတိပါတယ်ကွာငါဘယ်ကလာတယ်ဆိုတော့လူတော်များများတိတယ်ငါအကောက်ကနေခု share ထုတ်တယ်နေတော်တော်များများတိတယ်ပေါ့အေးမင်းတို့အဲ့ဒါတိအောင်ပါပြောတယ်ဟုတ်ပြားငါ့ပွဲမရှာနဲ့နော်ပွဲရှာလို့ရှိရင်နော်မင်းတို့ထိုင်နေမင်းတို့ကံတယ်နောက်ပြန်မှတော့ပြောမယ်ဟေးငါနော်အဲမင်းတို့လည်းငါမစော်အောင်ငါ့ကိုလည်းလာရင်စော်ပါနဲ့။အင်းနောက်ပြောပါလဲဆိုတော့အဲမင်းတို့ပြောလို့ပေါ့ကွာ။အင်း ငင်းချမ်းရခြင်းလည်းပါညာပေါ့မင်းတို့ငင်းချမ်းရခြင်းတာနည်းနည်းပဲငါတို့စစ်သားတွေပို့တော့ငင်းချမ်းရခြင်းတွေကွာမဟုတ်လားအဲစစ်တိုက်နေရတဲ့ကောင်တွေပို့ပြီးမှစစ်ကိုမုန်းနေဒါစစ်သားတိုင်းတည်းတယ်ကွာစစ်သားတိုင်းကစစ်တိုက်ရတာပို့မုန်းနေဟုတ်တယ်မလားအဲကြောင့်မို့မင်းတို့ငင်းချမ်းရခြင်းငါတို့ပို့တော့ငင်းချမ်းရခြင်းဘာဖြစ်လို့လဲဆိုတော့မင်းတို့တပုံးတော်တော်နည်းနည်းကွာအဲ NCA မှာလက်မှတ်မထိုးမချင်ရလို့တည်ရမလားဒီတိုက်ပွဲတွေဖြစ်နေရောမှာပဲဖြီးဖြူးတွေတိတ်နေရောမှာလည်းအဲအိုးရင်စီးစိန်နေလဲပျက်စီးဆုံးရှုံးနေရောမှာလဲမင်းတို့အဲ့ဒါတော့ဘယ်လိုလုပ်လဲဟုတ်ကဲ့ ဲတချို့ကောင်လည်းမတည်ဘူးတချို့နဲ့လည်းဘိန်းကုန်းနေရတည်ရမလားအဲမြန်မာနိုင်ငံကြီးဘာဖြစ်လို့အမှုဒါစစ်ပွဲဖြစ်နေရဆိုတော့လည်းတချို့ကောင်မတည်ဘူးအဲတခြားပြည်ပစစ်တွေဝင်လာမှကြောင့်မို့ဒါအဟန့်တားလောက်ထားရဆိုတော့တချို့ကောင်လည်းမတည်ဘူးအဲဒါကြောင့်မို့တချို့ကောင်လည်းနော်အဲဆော့အမ်ချောင်းနေပြီးတော့ဆော့အမ်ချောင်းမှာလည်းငါကောက်တယ်လာမဆဲပါနဲ့အမန်းရှင်းခုတ်ပြီးဆဲမှာမျိုးတော်တော်ထိမယ်နော်ပြောပြီးနော်ဒီခလာပင်ကပြောရှင်းနေပြီလားညတော့ကစစ်တပ်ကိုမကောင်းဘူးလို့ပဲပြောကြတာနော်တမတော်ရဲ့ကောင်းကွက်တူကိုဘယ်ပြည်သူမှချပြလိမ့်မရှိဘူး နော်တက်မတော့မကောင်းကြောင်းကိုသာချပြနော်အဲသခင်အားရဂျုံမောင်းဝါလို့ခေါ်တယ်ကျန်တော့မကြည့်နဲ့လောက်ကိုင်းမှာဒုံကဖြစ်စဉ်လေးကိုကျွန်တော်ပြပြလောက်ကိုင်းမှာခမားတို့လူပဲကျွန်တော်လည်းအယက်သားပဲနော်ခမားတို့လူပဲအယက်သားပဲလောက်ကိုင်းမှာကျွန်တော်တို့နေခဲ့တယ်ပြည်သူလူထု၃တန်းလောက်ရှိတယ်အဲ့ပြည်သူလူထု၃တန်းက ဒါကစားကြီးကိုမိပြီးလောက်ကင်စားတော့တာနော်။နောက်ပိုင်းဒါကစားစစ်တက်ကြီးကိုမိခိုပြီးတော့မှလောက်ကင်စားတော့တာ။ကိုကိုကိုတိကြလား။မမိခိုဘူးလို့ပြောလို့ရှိဦးမလား။ဟမ်။ခင်ဗျားတို့ဒါကစားစစ်တက်ကိုမိခိုရတဲ့အတွက်အကြံခုတ်ဆိုလေခင်ဗျားတို့လမ်းဖြောင်းနေတော့လာတာအဆင်ပြေတယ်။နော်ပင်ရံပဲလှုပ်လို့အဲဒီကုံသိမ်းပဲရောက်ရောက်ဘာပဲလှုပ်လို့လောက်ကိုင်းမှာလှုပ်စားခဲ့တဲ့လူတွေအများကြီးအများကြီးတည်တယ်။ဒါပေမဲ့ကျွန်တော်အကောင်ထဲမှာလောက်ကိုင်းမှာ ကျွန်တော်နဲ့စုံဘူးတဲ့လူကျွန်တော်နဲ့ကြုံဘူးတဲ့လူတွေရှိကြမှာရှိတယ်ကျွန်တော်ကတော့နားပန်เนาะတာဝါရန်အောက်ကဒေါ်ရှမ်းမဝင်းထဲမှာအဆောင်ငားနေတဲ့အကြီးအောင်เนาะကိုအရန်စားတယ်နာမည်ဝမ်းစစ်တူလို့ခေါ်တယ်เนาะကိုမစားရစားတယ်အခုမှကိုကိုဖျက်ပလိုက်တယ်ပြောပြတာเนาะမြောက်လောက်ကိုင်းတော့ဆိုယူမီကိုလောက်ကိုင်းစားတော့နေတဲ့ပြည်သူလူထုသုံးသန်းကာ ကျွန်တော်ကောင်တွေပါတယောက်မှပုံမလောက်နော်နောက်ပိုင်းဆိုကျွန်တော်ဆလော်ကြောင်းတွေပါပြောပြမှာခင်ဗျားတို့ဆလော်ဆော့ရဲ့လူတွေကိုနော်ဆလော်ကြောင်းတွေပါထပ်ပြောပြအောင်မယ်ကျွန်တော်တို့အရေကောက်တုံးလည်းတင်းနေဒါမှလည်းဖြတ်ချတာမဟုတ်ဘူးအဲ့ကောက်ကကျွန်တော်ပိတ်ခံလိုက်ရတော့ကျွန်တော်မပြောတော့တာအခုဒီကောက်မှာကျွန်တော်ဆလော်ကြောင်းလေးတွေပြန်ပြီးပြောပြပြောင်းမယ်နော်နောက်တစ်ခုစစ်တပ်ကိုမကောင်းဘူးလို့ပြောတဲ့သူတွေကိုလေဒါကျွန်တော်ချပြခြင်းဖြစ်တယ်ပြည်သူ၃သန်းလောက်စစ်တပ်ကနေပြီးတော့မှစစ်တပ်က ဒီစစ်ပွဲအချိန်ကြီးရဒါကစကြီးကိုနော်လောက်ကိုင်းမြို့ကိုအုပ်ချုပ်ထားတဲ့ဒါကစစစ်သားတွေအကုန်လုံးကနော်လက်နဲ့ချပေးလိုက်တဲ့အချိန်မှာပြည်သူလူထုတုံ့နှံပါဖြစ်သွားတယ်အလုတ်လက်မဲ့ဖြစ်သွားတယ်အဲ့ဒီလိုပဲပြောပြမယ်ခမားတို့လောက်ကိုင်းမှာရသမျှငွေငွေဟာထိုင်းမှာတွားလုတ်တဲ့တရက်စာကို나이ပိုင်းပဲရှာလို့ရတယ်အဲ့တော့ခမားသိတယ်မလားညောင်သိ ဒီကိုပြောရရင်နည်းနည်းစိတ်ဝင်စားတော့နော်ဒီနေ့ကကျွန်တော်ပြောလိုက်တာပြီးသူစင်ကြီးကိုဒီဆက်သွဲမှုတိတ်မလုပ်ဟုတ်ကဲ့ Okay ဒီကိုကိုကျွန်တော်စကားလေးတခုပြောပြမယ်နော်စစ်သားဆိုတာအယိုးဆွေးတဲ့အထိမိဘကိုလည်းလှုပ်ကြွေးဝင်ရှိနော်ဇနီးမယောင်နဲ့လှုပ်ကြွေးဝင်ရှိနော်ကိုနဲ့တက်ဆိုင်စစ်သားတယောက်နဲ့တက်ဆိုင်နေမိသားစုမှန်တယ်များစစ်သားရဲ့အယိုးကလှုပ်ကြွေးတယ်ဆိုတော့အကိုကြောက်ဘူးလား နော်နောက်ဟုတ်ကျွန်တော်အခုလို့ပြောလဲဆိုတာဆက်သွယ်ပြည့်နေတဲ့မိသားစုတွေကိုဆက်သွယ်ရစေချင်တယ်နော်ရှာရှည်ပြီးဝင်ပြီးအားချောင်းနေမဟုတ်တက်နိုင်တယ်ဗျာကိုညီပေးရအခုပြောတဲ့စကားတိတ်မဟုတ်သေးပြောပြမယ်မတိသေးတဲ့လူလည်းတိအောင်နော်စစ်သားတယောက်ရှည်တန်းထွက်လို့နော်တရင်နဲ့ဆက်သွယ်6လမရဘူးဆိုလို့ရှိရင်တေးဆုံးစီးရင်တင်တယ် တေဆုံးစင်းတင်တဲ့အခါမှာနော်တက်ကနေပြီး grade duty ပေါ့ grade duty ပေးမယ်ပင်စင်ပေးမယ်ပေါ့နော်စစ်သားတယောက်လည်းပင်စင်ပေါ့ပင်စင်ပေးမယ်အခါအဲ့လိုဖုန်းနံပါတ်တွေပေးမထားဘူးမိသားစုတွေကိုခြေချောင်းပြောမထားဘူးဆိုရင်အဲ့ဒီပင်စင်ဘလို့ပေးရမှာလဲဟမ်စေသားနော်အဲ့ဒီပင်စင်ကဘလို့ပေးရမှာလဲ စစ်သားတွေကမခံစားခွင့်ရှိတယ်။နော်အဂရေဂျူတီတွေပင်စင်နေနော်အသက်ပြေးလိုက်ရပြီဂရေဂျူတီပင်စင်နေရခမရတို့မိသားစုမှာမခံစားရဘူးလို့ခံစားမှာ။အဲ့ဒါကြောင့်တက်ကတောင်းတာတက်ကိုရောက်တက်ကမိသားစုဖုန်းနံပါတ်မိသားစုရှိတာအကုန်မေးတယ်။မေးလို့ဆိုတာမရှိဘူး။မပြောရင်နေလေ။ဟုတ်ပြီလားမပြောရင်နေ။ရှင်ရန်စစ်မြင်ခတ်လို့တိုက်ပွဲကြတော့ကမှနော်သူ့ရဲ့ဂရေဂျူတီကဘယ်လိုစားမလဲ။ ။မင်းတို့စဉ်းစားဦးနောက်ရှင်စဉ်းစား။နော်။ဟုတ်လား။ဗီတာမင်းနဲ့ဆက်သွယ်မရတာရတာခင်ဗျားတို့ဆက်သွယ်ခင်ဗျားတို့ချိန်ဆမှာရမှာကိစ္စ။ကျွန်တော်ပြောချင်ရှင်းလေးပဲ။မိသားစုကိုဖုန်မင်းတို့ဖုန်နံပေးမိသားစုဟာငွေကိုရေးအချက်လက်ပေးဆိုတာ။မိသားစုကိုစစ်တပ်ကတော့ဒုက္ခပေးဖို့မဟုတ်ဘူး။နော်။တက်ရောက်တဲ့ကမှတောင်းနေဆိုတာ။ခင်ဗျားတို့မလွဲလာမရှောင်တာတိုက်ပွဲတစ်ခုမှထိခိုက်ဒဏ်ရာပဲရရ။နော်။တိုက်ပွဲပဲကြကြ။ ရဲဘော်တယောက်ရဲ့ခံစား권ကိုပေးဖို့အတွက်အကူနဲ့ပဲတောင်းတာနော်ဂရေဂျူဒီပေးဖို့အကူနဲ့မင်္ဂလာပါရှင်တတင်းတော့မဟုတ်ဘူးပေါ့နော်ကျမတို့တက်မရိုသေးကစစ်တီတွေကိုနှိမ်လုံးအားကြီးလို့ပြောချင်စစ်တရဲ့အကြောင်းကိုလည်းမသိပဲနဲ့ကွာစစ်တထင်မှလည်းမနေဘူးဘေးကနေပြောတဲ့စကားလေးတွေပေါ့နော်တချို့စစ်တနဲ့မတည့်တဲ့လူတွေရဲ့ပြောတဲ့စကားလေးတွေပေါ့ အဲ့ဒါတွေကိုနားထောင်ပြီးတော့စစ်တက်ကို we pan pow to ကျမကတက်မလို့ချစ်တယ်ကျမတက်မလို့နေမှာနေခဲ့ဘူးတယ်ဘယ်ခရီးကပြန်လာလာသမီးမချက်ထားရင်အချိန်ကြီးနေတဲ့နာမှာအမကြီးသမီးနဲ့ကြွေးပါအောင်အကူကြီးသမီးနဲ့လူတိုင်းကြွေးအေးတခုခုဖြစ်ပြီမလား all tight နေအောင်ကိုနေကြအပြင်းမရှိဘူးအပြင်းမလုံးဝမရှိဘူး နေတာထိုင်တာတက်တက်ရဲ့ရဲ့အကုန်လုံးအပြင်မှာလုံးဝမရှိဘူး။ကျမနေလေရက်ကွက်အမိုက်ကြီးပြစ်ချင်တယ်လို့ဖြစ်တယ်။သူများအိတ်နေမှမသိဘေးမှာလာပြီးတော့စူညံပွက်စစ်တက်တယ်မရှိဘူး။ပြီးရှိသေးတယ်။စစ်သားတွေကငကြောက်တယ်ဟဲ့လား။အချက်တော့ပြောလိုက်စမ်းမင်းတို့ဒီစခန်းမရပြတ်မလာခင်းနဲ့တခွန်းမပြောလိုက်စမ်းနော်စစ်သားဟိုးချက်ချမ်းတဲ့နဲ့ကြုံလုံးမိမ့်မာတော့ချက်ချင်းပွက်ပိမ့်လိုက်အဲ့လိုစိတ်ရရှိအေးတိလား စစ်သားတိုင်းမှာရှိတယ်အဲ့စက်တက်တိတ်ပြီးတော့ပြောချင်းတိတ်ပြီးဖောင်းထုတ်နေမင်းအောင်လိုက်ရဲ့တက်မတော်ကြီးပါညာတိတ်ဖောင်းထုတ်ချင်းနေမလားပဲ6လလာစားကြည့်လိုက်လीအဲ့လိုပြောပြီးမှလက်ခံအဲ့လိုပြောပြီးမှအဲ့လိုပြောပြီးမှမကောင်းပြောအဲ့လိုလာနေပြီးမှခံစားချက်တွေကိုတိပြီးမှမကောင်းပြောမယ်ဆိုလက်ခံမယ်ဘေးကနေတတရရရပဲနေပြီးတော့စစ်သားကြောင့်ဘာတိလို့လဲပြောပါ စစ်သားအကြောင်းမသိဘဲနဲ့ဘာမှလာမပြောနေလေစစ်သားတွေဘလောက်ပေးဆက်တယ်တိလားလူခွေရေးဆိုတာ no ဘလောက်သမားမဟုတ်ဘူးလေပဲဗါတဲ့ဟိုတနည်းကပြောတတ်ကြတာလေဘလူမှုဖူလုံကြီးမပါဘူးစစ်သားရေမပါဘူးကဲလူခွေရှိတယ်အချက်30ရှိတယ်လူခွေစက်လုံး30 no အမိတ်နဲ့တစ္ဆာစီမှုပဲရှိတယ်အမိတ်နဲ့တစ္ဆာဆောင်တိမှုပဲရှိတယ် 24နာရီတာဝန်ထမ်းဆောင်ရတယ်။လာစာနည်းနည်းလေးတိလား။ပယံသမားလာစာတည်းနေတယ်တိလား။အေးတိတ်ပြီးဖောင်းထုတ်ရှင်စက်တက်ထဲမှာလာဝင်နေလိုက်။ပဲ6လလောက်လာစားပြီးမှပြောလိုက်လက်ခံ။မုန်းတာ။မင်္ဂလာပါရှင့်ဂျွန်လ18ရက်နေ့ဖြစ်ပါတယ်။အမ်နေ့ညသတင်းလေးတွေ ပို့တာတော့ကြလို့ပေါ့နော်အဲ့ဒါနဲ့အဲဒီနေ့မနက်မှာတင်ဆက်ပေးခြင်းဖြစ်ပါတယ်ဟိုကကျမကိုဘာဖြစ်လို့ဒီသတင်းတွေပြောနေတာလဲလို့ပြောရလို့ရှိရယ်ကျမတို့ပြည်သူလူထုကမီဒီယာနဲ့အလိမ်ခံနေရတာပါရှင်ကျမတို့ဟိုတက်မရဘက်ကထုတ်ပြန်တဲ့သတင်းတွေကလည်းအဲ့လိုဟိုကျမတို့လူပေါ့အဲ့လိုလေးမထုတ်ပြန်ဘူးလေသူကစီးနေပေါင်းနေဆိုတော့လေအဲအဲ့လိုမျိုးနောက်ကျတယ်ပေါ့နော်အဲ့လိုမျိုး အဲ့တော့လူတွေကလိုင်းမှာပဲကြည့်တဲ့ခါကျဘယ်နေရာမှာတိုက်ပွဲဖြစ်နေပြီမတော်ရဲဘူးဒီလမ်းကပိတ်နေတယ်အဲ့လိုမျိုးတွေသူတို့ကမီဒီယာလွှင့်နေတာတွေကအမှားတွေပဲလွှင့်နေခါကျတော့အပြည်သူလူထုကအဆင်မပြေဘူးပေါ့နော်အဲတွားရလာရတာတွေအဓိကကတော့အဲ့လိုလမ်းတွားနေရတာဗျာအဆင်မပြေလို့ကျမဒီလိုမျိုးလေးပြောပြတဲ့ခါကျတော့ဘာပဲပြောသတင်းမှန်လေးတီးရတဲ့ခါကျတော့တော်ရုံတန်ရုံတွားစရာရှိရတွားလို့ရတယ်ဟာပြေးပြေးပြေးတွေပါမဖြစ်တော့ဘူးပေါ့အဲ့လိုမျိုးလေးပါ ယာရီတိုင်းလေးမျက်နာပန်းတော်ကြီးဘက်မှာမနေ့ဟိုဟာចောင်းနေပြန်ပိတ်ထားရပါတယ်တဲ့ချင်းမနေ့ကလှော်ကထားចောင်းကိုပြန်ပိတ်ထားရပါတယ်တဲနီကုံတဲနူကုံရွာဘက်မှာအေအေတွေကဝင်လာပြီးတော့ရွာသားတွေစီကဖုန်းတွေကိုအနိုင်ကျင့်ပြီးအကုန်သိမ်းလိုက်တယ်တဲ့ပြီးလို့ရှိရင်အေအေကစမ်းကြီးတင်းတိုင်းဘက်မှာဂိတ်လာချလို့တဲ့အမရ3 4လက်ကနေပြီးတော့တညဟိုဆက်လိုက်ပြန်ပစ်ပြီးပြီးတော့ဆက်တိုက်ပြစ်ကူပေးနေရပါတယ်ညဖက်မှာလည်းတိုက်ပွဲတွေရှိတယ်လို့တရင်နေသိရှိရပါတယ်ရှင် ပြီးရင်ခစ်တင်မှာခစ်တင်မှာပလောင်တင်းလေးနောင်ချိုတင်းလေးအထိနာနေလို့ရည်လဲရည်ချင်ပါလေအုံမတိနဲ့ရေမောင်းတန်းကိုတဲ့လက်နဲ့ကြီးရ3လုံးတဲ့အစိပ်ဘုံက39လုံးတဲ့ရိုးရိုးဘုံက35လုံးဒုံနဲ့လာချတယ်တဲ့သူတို့တင်ဆက်တာနော်အဲ့တော့တက်မရောဘက်ကမတရားဘူးပေါ့မတရားသဖြင့်ဘုံကြီးချတယ်ပေါ့သူတို့အဲ့လိုတင်ဆက်တယ်အော်အုံမတိနဲ့ရေမောင်းတန်းကတော့အဲ့ဒီဘုံအဲ့ဒီအလုံးရေနောက်ဆိုရင်ပြကြပြီ အမှုံမဲအိမ်မရှိတော့တော့ဘူးပြီးရင်တို့ချုံနေရင်တို့ဓာတုတွေယူပတွေလောက်တာထုံးစံဖြစ်နေပြီအဲ့ဒါဓာတုဘုံတို့အစိတ်ဘုံတို့မဟုတ်ဘူးတက်ပရောဘက်ကချီပုံချီပုံချလာချီပုံချလာ